မန်စီးတီးအသင်းကအက်စတွန်ဗီလာအသင်းကိုအနိုင်ရပြီးချန်ပီယံလိဝင်ခွင့်အတွက်အခြေအနေကောင်းနေပြီမယ်။ဒီပြကွာဒီယိုလာကချန်ပီယံလိဝင်ခွင့်ရရင်တောင်အသင်းရဲ့ဆိုးရွားတဲ့ရာသီလို့ပြောခဲ့ပါဗါဒီကွာဒီယိုလာကဒီယာတီကဆိုးရွားပါတယ်။ ကျွန်တော်တို့ FA Plus ပိုလူဘက်ကိုရောက်ရှိတာဒါမှမဟုတ်ချန်ပီယံလိဝင်ဝင်ရတာတွေကအရေးမကြီးပါဘူးတကယ်လက်တွေ့မှာရာဒီကိုကောင်းမွန်စေတယ်လို့ခန်းစားရတဲ့အရာကပရီးမီးယားလိဖြစ်ပြီးချန်ပီယံလိမဟုတ်တလို့ FA Plus လည်းမဟုတ်ပါဘူးပရီးမီးယားလိမှာတသက်မဲ့ဖြစ်ဖို့ပါဒါပေမဲ့တစ်ခါတည်းမှာအကြောင်းမျိုးမျိုးကြောင့်ဆိုးရတဲ့ရာဒီဖြစ်ခဲ့ပေမဲ့အဆုံးထိဆိုးရတဲ့ရာဒီကိုရှောင်နိုင်ဖို့ကြိုးစားတော့မှာပါလို့ပြောခဲ့တာပါမန်စီးတီးအသင်းအားအက်စတန်ဗီလာအသင်းနဲ့ပရီးမီးယားလိပွဲစဉ်မှာနူးနက်စ်ရဲ့နောက်ကျတွင်ကိုကြောင့်နှစ်ကိုတစ်ခုနဲ့အနိုင်ရပြီးအမှတ်ပေးစရာအဆင့်၃နေရာကိုတတ်နိုင်ခဲ့ပါတယ် မန်စီးတီးအသင်းအားပရီးမီးယားလိဂ်ဖလားကိုစနေနေ့၄ရက်တည်ဆက်တိုက်ရယူထားနိုင်ခဲ့ပေမယ့်တရားဒီမှာရလက်ဆိုးတွေကြောင့်ချန်ပီယံလိဂ်ဝင်ခွင့်အတွက်ယုံကန်နေရတာပါမန်စီးတီးအသင်းအားချန်ပီယံလိဂ်ကနေလည်းထွက်ခွာထားရလို့တရားဒီမှာရယူနိုင်စရာစုဖလားအဖြစ် FA ဖလားသာကြံရှိတော်တာဖြစ်ပါတယ်မန်စီးတီးအသင်းဤပြဂွာဒီယိုလာကကလပ်အသင်းရဲ့ချန်ပီယံလိဂ်ဝင်ခွင့်အတွက်ဖိအားတွေအများကြီးရှိနေပြီး လက်ကျန်ပွဲစဉ်၄ပွဲစလုံးကိုအနိုင်ရလက်ရရှိအောင်ကြိုးစားသွားမယ်လို့လည်းပြောခဲ့ပါဗျာ။ပရီးမီးယားလီးဂ်ကလာမယ့်ရာသီချန်ပီယံလိပြိုင်ပွဲကိုထိပ်ဆုံး၅သင်းဝင်ဝင်ရမှာဖြစ်ပြီးထိပ်ဆုံး၂သင်းဖြစ်တဲ့လီဗာပူးနဲ့အာဆင်နယ်အသင်းတို့ကဝင်ဝင်တေချာသွားပြီးဖြစ်ပါလေ။အဲဒါကြောင့်၃နေရာအတွက်မန်စီးတီး၊နော်တင်ဟမ်ဖောရက်စ်၊နျူကာဆယ်၊ချက်ဆီနဲ့အက်စတွန်ဗီလာအသင်းတို့အပြိုင်ရှင်ပြိုင်နေကြတာပါ။ Aston Villa အသင်းအားမန်စီးတီးအသင်းကိုအရင်နှိမ်ခဲ့တာကြောင့်အမှတ်ပေးစရာအဆင့်ခွင့်နေရမှာယက်တီနေပေမယ့် နီပြအူနိုင်မရီကကစားဖို့ပွဲတွေကျန်နေသေးတဲ့အတွက်ချန်ပီယံလိဝင်ဝင်ရဖို့အခွင့်အရေးရှိတယ်လို့ပြောခဲ့ပါတယ်။အက်စတွန်ဗီလာအသင်းအားလာမယ့်ပွဲအဖြစ်ပဲလစ်အသင်းနဲ့ FA ဖလာစီမီဖိုင်နယ်ရှင်မြန်ရမှာဖြစ်ပြီးမန်စီးတီးအသင်းကလည်းနော်တင်ဟမ်ဖောရက်စ်အသင်းနဲ့ FA ဖလာစီမီဖိုင်နယ်ရှင်မြန်ရမှာဖြစ်ပါတယ်။